ဘာရုတ်မီရိုရေအခုတီချဲတင် जा မဲ့တင်ငန်းစာလေးကတော့အခန်း30ဂတိပျော်ပျော်ရွှင်ရွှင်ရေးဖို့ပြင်းဆိုရဲတင်ငန်းစာလေးပဲဖြစ်ပါရဲ့ကွယ်ကဲတင်ငန်းစာလေးကိုမစတင်ခင်မှာတီချဲမေခွန်းလေးနည်းနည်းမေးကြည့်အောင်နော် သားတို့သမီးတို့တပတ်မှာကြောင်းဘနရက်တက်ရတယ်လေကွယ်ဟုတ်ပါတယ်9ရက်တက်ရတာပေါ့ကွယ်အဲ့ဒါဆိုရင်တပတ်မှာကြောင်းပိတ်ရက်က2ရက်ဖြစ်တာပေါ့အဲ့ဒီရက်တွေကိုတီချေတို့ကအားလက်ရက်တွေလို့ခေါ်ကြတာပေါ့ကွယ်ကဲအဲ့ဒါဆိုရင်အရင်ဆုံးတီချေကတီချေရဲ့အားလက်ရက်မှာဘာတွေလုပ်ခဲ့လဲဆိုတာကိုပြောပြပေးမယ်နော်မနက် ဈေးသွားသည်နေလေအိမ်တန်ရှင်ရေလို့သည်ညနေဖျားသွားသည်အားလည်းရဲ့ပျော်စရာ ကောင်းပါသည် ကဲဒါလေးကတော့တီချက်ရဲ့အားလည်းရဲ့လေးအကြောင်းကိုတီချက်ကမနန်းနေလေညနေခွဲပြီးပြောတဲ့တကာလမှာတီချက်ရဲ့အားလည်းရဲ့ကလေးဟာပျော်စရာကောင်းခဲ့တဲ့အတွက်ပျော်စရာကောင်းပါသည်လို့ရေးခဲ့ခြင်းဖြစ်ပါရဲ့ကွယ် ကဲအဲ့ဒါဆိုရင်တီချဲအခုဖတ်စာအုပ်ထဲကအကြောင်းအရာလေးတွေကိုဖတ်ပြပေးမယ်နော်ကဲဖတ်စာအုပ်ထဲမှာဆိုရင်တော့ရေးထားတာကမနက်ကမေမေနဲ့အတူဈေးသွားခဲ့ပါတယ်နေ့လယ်မှာကိုကိုနဲ့အတူ အခန်းရှင်ကြပါတယ်ညနေရောက်တော့ကာတွန်းရုပ်ရှင်တွေကြည့်ကြပါတယ်အားလည်းရက်ကပျော်စရာကောင်းပါတယ်ကဲ အဲ့ဒါဆိုရင်သားတို့သမီးတို့ရဲ့အားလက်ရက်မှာဘာလုပ်ခဲ့လဲဆိုတာကိုစဉ်းစားပြီးရေးကြည့်ထားလိုက်နော်